ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ Teacher IV က English speaking ပြောရမှာအမှားများကြတဲ့အသုံးနှုန်းလေးတွေအကြောင်းရှင်းပြပေးချင်ပါတယ်ပထမအဆုံးအမှားများတာက thanks T H A N K S thanks ရဲ့နောက်မှာ you ထည့်ပြောတာပါ thanks you ဆိုပြီးတော့အမှန်က thank နောက်မှာ you ထည့်မယ်ဆိုရင် s မလိုပါဘူး thank you t h a n k thank y o u u thank you ရေးသားရမှာလဲဒီလိုပါပဲ thank ရဲ့နောက်မှာ you မပါဘူးဆိုရင်တော့ s ထည့်ပေးရပါမယ်ဥပမာ thanks thanks ကကြတော့ thank you ရဲ့အတူခောက်ပေါ့နော် thanks ကိုတလုံးနဲ့ရေးမယ်ဆိုရင် s ထည့်ပေးရပါတယ် thanks ကျေးဇူးပါဒါမှမဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုရင် thanks million thanks million အဲ့လိုမျိုး thanks နောက်မှာတစုံတစ်ခုပါလာပြီဆိုရင် s ထည့်ပေးရတယ်ဒါပေမဲ့ you ကပါလာတဲ့အသုံးနှုန်းတွေဥမာ thank you thank you so much ဆိုရင်တော့ thanks မှာ s ထည့်ပေးစရာမလိုပါဘူးရမယ်နော်နောက်ပိုင်းမှာလည်းအခုလိုမျိုးအမှားများတဲ့အင်္ဂလိပ်အသုံးအနှုန်းဗီဒီယိုလေးတွေတင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့် like and share လေးလုပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ် bye bye